ဒီကြောင့်ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့အရင်ဆုံးစပြီးအဓိကအကြတာကတော့ကလေးသူငယ်ပြုစုရင်ကျိလိမ်မှာပြုစုပြောထောင်ရေးဗုဒ္ဓဘာသာတက်တက်ဗုဒ္ဓစာပေတွေကိုအမြဲတမ်းသင်တဲ့အဓိကအကြောင်းပေါ့အဲဒီဗုဒ္ဓစာပေသင်တဲ့ကရင်ကျိလိမ်မှာကလေးများကိုအမြဲတမ်းအမြဲတမ်းပေါ့အကြောင်းပိတ်တိုင်းအကြောင်းပိတ်တိုင်းနှစ်လုံးပေါ့ပိတ်ရမရှိဘဲနဲ့ဒါသင်ပေးတဲ့အဓိကလုပ်ငန်းပဲပေါ့နံပါတ်1ကတော့ရိတ်တာပေါ့ရိတ်တာကို ဒါတနေ့ကို၄ချိန်ဖွင့်တယ်အခုဝါဆိုဥဝါဆိုလျှောက်ပြင်းနေနေစပြီးတော့ဖွင့်တော့မှာပေါ့နော်။နောက် စာတင်တိုက်အနေနဲ့တော့လည်းဖွင့်ထားပါတယ်။စာတင်တိုက်ကတော့ခုမှစမှာဆိုတော့ကိုရင်လငါးပါးနဲ့ပဲစတင်ထားတယ်ပေါ့။မပြောမရောက်သေးဘူးဒီမှာကြီးမရောက်သေးဘူး။ဆရာတော်ကဒီဒီဟိုတယောက်တည်းဤကြပြီတယောက်တည်းရောက်ဟိုနဲ့ပန်းတန်ရောက်တယ်လို့မခေါ်သေးဘူး။ဘာလို့တာနာပြုလုပ်ငန်းကခုမှစပါရှိသေးတယ်။ဒီမှာမြင်တဲ့အတိုင်းပဲ။ဆရာတော်ဖြစ်သေးတဲ့ကဒီရင်ကျစ်လိမ့်မှာသင်တန်းကို ဓမ္မစကုသင်တန်းတွေကိုကလေးတွေထဲထဲဝါဝါမိပါတယ်တကယ်ကိုဆရာတော်တို့ like ခေါ်เสียရမလို့ပဲနဲ့ဟောပေါ့နော်ဟို like ခေါ်เสียရမလို့ပဲနဲ့သူတို့အတိသူတို့မိပါတယ်အားလုံးရဲ့ကြောင်းကိုလာပို့ပြီးတော့စီစီကားကဆရာဆရာမတွေနှစ်စင်နှစ်တိုင်းပေါ့နော်တိုက်တိုက်ဝုံဝုံနှစ်စင်နှစ်တိုင်းအောင်မြင်သည်ဖြစ်သည်မအောင်မြင်သည်ဖြစ်သည်ဗုဒ္ဓစာပေတိပြီးရောဆိုတဲ့ပေါ့နဲ့ပုံမှန်ဟိုတန်းချောင်းတက်တယ်လို့ပုံမှန်ကျူရှင်ကိုအလေးထားတယ်လို့မျိုးဆရာတော်ဖြစ်မှအဖြစ်စီခြင်းနဲ့နောက်တစ်ခုရိဒါဆိုလဲဆရာတော်ကဟိုထဲထဲဝါဝါပေါ့နော်ရိဒါအဆောင် ယောဂီဆောင်နဲ့ဆောင်းလောက်နဲ့ဆွမ်းကြောင်းဆောင်တဲ့ဆောင်းလောက်နဲ့ယောဂီတွေထိုင်ရဓမ္မယုံတဆောင်းလောက်နဲ့ယောဂီ150နေရာလောက်ကိုဆက်နဲ့ဟိုနေရာတစ်ခုဖြစ်စေချင်တာပေါ့နော်အဲ့ဒါသာသနာ့ဆိုလဲဆရာတော်တန်ခါတရားတရားလောက်ရှိတဲ့သာသနာအနည်းဆုံးတရားလောက်ရှိတဲ့သာနဲ့ဆရာတော်တပည့်တွေမရောက်လာရပေါ့နော်တပည့်တွေနဲ့တွဲပြီးတော့ဒီလုပ်ငန်းမျိုးဖြစ်မာတာဆရာတော်အောင်မြင်တယ်လို့ပြောတာပေါ့နော်ဒါအီဂျာဗျူအောင်မြင်တယ်ဆိုတာလမ်းစာပဲရှိတယ်တကယ်တမ်းကဆရာတော်အောင်မြင်တယ်လို့မပြောနိုင်ဘူးပေါ့နော်အောင်မြင်တယ်ကလေးလေးကတော့ အောင်မြင်သွားတယ်လူတွေသိသွားတဲ့အတွက်ကြောင့်ဘာဖြစ်သွားလဲဒီကလေးကိုအားကြပြီးတော့အဲဗုဒ္ဓစာပေကိုလေ့လာခြင်းစိတ်တွေပေါက်လာတာတော့ဆရာတော်ရဲ့ဒါကြိုးစားအားထုတ်မှုအောင်မြင်တယ်လို့ပြောရမှာပေါ့နော်အဲကျန်တဲ့အပိုင်းတော့အောင်မြင်လို့မပြောနိုင်ဘူးပေါ့နော်ဘုံဘွယ်တော်ကဗုဒ္ဓမာမကဆရာတော်ပါရန္တသူဏ္ဏတာလို့ခေါ်ပါတယ် အဲဒီကျောင်းကတော့ဗုဒ္ဓမာမကမိုးကုတ်ပဒနာပရိယတိစာသင်ဓာတ်လို့နာမည်ရှိပါတယ်ဒီကျောင်းရဲ့အဓိကလှုပ်ဆောင်ချက်ကတော့အရင်ဆုံးစပြီးအဓိကအကြတာကတော့ကလေးသူငယ်ပြုစုရင်ကျိလိမ့်မှာပြုစုပြုထောင် ရေးဗုဒ္ဓဘာသာတက်တက်ဗုဒ္ဓစာပေတွေကိုအမြဲတမ်းသင်တဲ့အဓိကကျောင်းပေါ့အဲဒီဗုဒ္ဓစာပေသင်တဲ့ကရင်ကျိလိမ့်မှာကလေးများကိုအမြဲတမ်းအမြဲတမ်းပေါ့အကြောင်းပိတ်တိုင်းအကြောင်းပိတ်တိုင်းနှစ်လုံးပေါ့ပိတ်ရမရှိဘဲနဲ့ဒါသင်ပေးတဲ့အဓိကလုပ်ငန်းပဲပေါ့နံပါတ်1ကတော့ ရိတ်တာပေါ့ရိတ်တာကိုဒါတတလစ်ကို၄ချိန်ဖွင့်တယ်ခုဝါဆိုဥဝါဆိုလျှောက်ပြင်းနေနေစပြီးတော့ဖွင့်တော့မှာပေါ့နော်နောက်စာတင်တိုက်အနေနဲ့တော့လည်းဖွင့်ထားပါတယ်စာတင်တိုက်ကတော့ခုမှစမှာဆိုတော့ကိုရင်လငါးပါးနဲ့ပဲစတင်ထားတယ်ပေါ့အဲကလေးတွေကိုစာတင်ခဲ့တာကတော့တကယ်တမ်းကလေးစာတင်ခဲ့တာတော့နှစ်ပေါင်း20တော့ကျော်လောက်ပြီပေါ့နော်ဒီရင်ချစ်တွေမှာတင်တာပေါ့နော်ကလေးတွေကိုအဲတကယ်တမ်းအခုဒီတုဒ္ဒဆောင်ရင်တင်တာကတော့ ဆယ်နှစ်ပဲရှိသေးပါတယ်ဆယ်နှစ်အဲအဲ့ဒီကြိုးစားခဲ့ရတော့ဟိုပေးဆက်မှုတွေတော့အများကြီးပဲဒီမှာကြီးအဲ့တော့ဘာတွေရုံးကန်ခဲ့လဲဆိုတော့ဆရာတော်တို့ကပထမចောင်းသားတက်မဲ့သူမရှိတာပေါ့နော်တက်မဲ့သူမရှိတာကလည်းဟိုဆရာတော်တို့လုပ်ငန်းစတင်တာလည်းဖြစ်တာတဲ့အကြောင်းအတွေ့အကြုံမရှိတာတဲ့အကြောင်းနဲ့တက်မဲ့သူနေတယ်အဲ့နေတဲ့ကနေဘုန်းဘောင်ကဒီကလေးတွေကိုစာသင်ရင်းလိုက်လိုက်ပြီးတော့ဒီចောင်းတွေကိုပေါ့နော်အားတဲ့အချိန်မှာလိုက်လိုက်ပြီးတော့အဲ့ဒါ site ကားလေးဖြစ်ဖြစ် အဲ့တော့သုံးဘိန်းနဲ့အဖြစ်လိုက်တင်တာပေါ့လိုက်ပင်းတင်နေဒီနောက်ပိုင်းကားလေးငှားပြီးတော့တင်တယ်။ကင်းတင်ရနေနောက်ပိုင်းဖုန်းတို့အကျိုးစားရနေဒီလိုက်ထွက်လေးအဟောင်းလေးတစ်စီးဝယ်ပြီးတော့အဖုန်းဖုန်းလိုက်ပြီးတော့တင်တင်ပြီးတော့အခုကြောင်းတီအောင်ကျိုးကလုံးကလေးတွေကိုကျိုးကျိုးပြီးတော့ကြောက်မှာပဲတင်ကြောက်မှာပဲအပြန်ပြီးတော့လိုက်ဖို့လိုက်ဖို့ပြီးတော့သူတို့လည်းအစားတော့အကုန်လုံးဒီကနေဟိုကျွေးမွေးစေးအကုန်လုံးကုန်ကြခံပြီးတော့လိုက်ဖို့ပြီးတယ်လိုက်ဖို့ပြီးတော့ခက်ခဲရပါရှိလဲတော့ဒီကတော့တို့ ီကလေးတွေကျူဖို့စိတ်ကားစီရယ်ကလေးတွေကျွေးမွေးစိတ်ရယ်နောက်နေရထိုင်နေရရယ်မရှိဘူးပေါ့နော်မရှိဘဲနဲ့ဆရာတော်ဒီနေ့သုဒ္ဓဆောင်လင်စပြိုင်ပွဲလုပ်တဲ့ခါမှာကားကလေးတွေကျူဖို့ဖို့စီမရှိတာပေါ့နော်စီဖို့မရှိတာပေါ့စီဖို့ရယ်ကားတိုင်းပါဖို့ရယ်မရှိတော့သိန်း30ချီးရတယ်ပေါ့နော်ချီးပြီးတော့စခဲ့ရတာပေါ့နော်ဒါတွေတော့ဒါကဓမ္မကြီးတို့ကမေးထုတ်တာပြောတာပါဆရာတော်ကတကယ်မပြောတော်ဘုတ်ကိုဆရာတော်ဒီကလေးရင်ကျိလိမ္မာနဲ့ဒီ ဘုရားဆောင်လည်းအောင်မြင်ဖို့ရအတွက်ကအတကောကိုဟိုနည်း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 ပေးဆက်ခဲ့တာပေါ့နော်တခါတည်းညတွေနောက်ကြကားလမ်းမှာပြက်တယ်ပြက်တဲ့အခါကလေးတွေလမ်းပေါ်ရင်မတက်ကားအဆင်မပြေလို့ဟိုတက်စီငှပြီးပို့ရတာသုံးမိတ်ငှပို့ရတာမိဘတွေရဲ့စိတ်ပူတာတွေအဲ့ဒါတွေနည်းနည်းဖြေရှင်းခဲ့ရတယ်တခါတည်းကျတော့ကားကတိုက်ကားတိုက်မှုဖြစ်တယ်ဖြစ်တဲ့အခါကျတော့ကားတွေကိုသွားယူရဖြေရှင်းပေးရတယ်အဲ့လိုအမျိုးမျိုးအမျိုးမျိုးဒုက္ခတွေခံရတယ်နောက်တစ်ခါအဲအကြောင်းသားတွေဟိုပြောအောင်ပေါ့အကြောင်းကိုဒီဗုဒ္ဓစာပေကို ပြည်ပြည်ဝလေ့လာခြင်းအောင်အများကြီးအများကြီးဒီမှာပေါ့ဟိုဝန်ဆောင်မှုတွေပေးရတာပေါ့အဲ့လိုကနေဒီခက်ခဲတွေကိုဖြတ်တန်းလာဖြတ်တန်းတဲ့ခါကျတော့ဒီသုဒ္ဓဆောင်နေပြိုင်ပွဲဆိုတာကတနိုင်ငံလုံးကတော်တဲ့ကျောင်းသားတွေတော်တဲ့ဆရာသမားတွေကအကုန်လုံးသင်ပြီးတော့ဝင်ရိုက်ရှင်ပြိုင်ကြတာဆိုတော့ကျောင်းသားဥယျာဉ်လည်းဆရာတို့စပြည့်တဲ့နေ့ကဆိုသူတို့စင်ရင်ထုတ်ပြန်ကြ9000ကျော်ကျော်တယ်အဲ့ဒီထဲကိုဆရာတို့ဒီလိုရဖို့ရဆိုတာအလွန်မတန်မှခက်ခဲနေနေတော့ဆရာတို့ဆရာတက်တန်း ်10နှစ်အတွေ့အကြုံယူရတယ်ပေါ့နော်10နှစ်တရား10နှစ်ပြည့်မှာပဲအောင်မြင်တယ်10နှစ်အတွေ့အကြုံယူရတနှစ်ဘာတွေလိုအပ်တယ်ငါစတင်တာဘယ်ဟာတွေလိုတယ်အဲ့ဒီကနေမှဒီထက်ပြိုင်ပွဲရောက်လာတဲ့တပည့်လေးတပည့်လေးတွေတပည့်လေးတွေနဲ့တွဲတွဲပြီးတော့အဲသူတို့မင်းတော့ဒါတင်လိုက်မင်းဒီဒီခန့်တော့မင်းနိုင်သွားပြီငါကတော့ကျန်တာဆက်ပြီးတော့လှုပ်ပေးမယ်အဲ့ဒါအဲ့လိုတွဲရင်တွဲရင်တခြားဆရာဆရာမတွေလည်းဆရာတော့ခေါ်တာမဟုတ်တပည့်လေးတွေပဲပြန်ပြီးတော့ကိုတပည့်လေးတင်တင် တွေ့တွေ့ပြီးတော့သင်ဒီနှစ်မှာဘာလိုအပ်တယ်ဘုရားဝင်မနှံ့နေဘူးဘယ်နာမှာဘာလိုအပ်တယ်ပါဠိရေးတာလိုတယ်အဲ့လိုတွေတဖြည်းတဖြည်းနဲ့ဆရာတော်တပည့်လေးတွေကိုအဲသူတို့လည်းဟောပေါ့နော်ကြောင်းပိတ်တဲ့ခါတခြားပေါ့နော်သင်တန်းတွေပါလေတက်ချင်တာကိုလည်းဆရာတော်ကမေတ္တာရက်ခံပြီးသူတို့မိပါတယ်လည်းမေတ္တာရက်ခံဒါလေးကိုကုညီလုပ်ပေးပါဆိုပြီးအဲဆရာတော်ဒီကလေးတွေနဲ့ပြတ်တဲ့ဒီလုပ်ငန်းတုဒ္ဒဆောင်နေနဲ့ရင်ကျိလိမ့်မှာတုန်းကလုံးဝနှိမ့်မြုပ်ထားတဲ့အတွက်ကြောင့်ဆရာတော်ဒီအကြောင်းတိုက် ဟိုကလည်းသိပြီးဆောက်လို့ရေးတွေမလုံနိုင်ဘူးပေါ့နော်အဲဒီသုဒ္ဓဆုံးလည်းအောင်မြင်ဖို့နဲ့ဒီရင်ကျိလိမ့်မှာတင်တန်းနေပြက်မသွားဖို့ဆိုတဲ့ယူရချက်နဲ့ဒီနိုရမိုးရသည်ဆိုရင်ရေကဒူးလောက်ထိပ်ရှိတဲ့ထဲကိုကားကိုမရမကမောင်းပြီးတော့ကြိုးတာကြိုးလို့ရှိရင်ကားကအဲတနေ့တည်းနဲ့ပြက်တာတွေပေါ့နော်အခုဆရာတော်ဆိုတဲ့သုဒ္ဓဆုံးနဲ့ပြီးတော့ဒီကလေးတွေခုအိကြပြီးတော့ဖြေပြီးတဲ့ခါကျတော့ဘယ်လိုဖြစ်သွားလဲကားတန်းကျိုးသွားတယ်အတန်းကျိုးသွားတဲ့ခါကျတော့အခုကားပြင်လိုက်တာခုမှကားရရတယ် အဲ့ဒါမိုက်တို့လမ်းတော့ခုကပြိုက်ပြက်နေလို့အဲ့ဒါခုဟာသိန်း90လောက်ကုန်တယ်အဲ့လိုကုန်ကြသေးတယ်ခုကလေးတွေကျွေးမိုးသေးကဆိုဆရာတော်ရွာကနေဆန်လှူလိုက်တယ်ခုတင်း20ခုမရှိတော့ဘူးပေါ့နော်အနောက်နှစ်လာမယ့်နှစ်ကိုလဲပတ်ဖို့ရအတွက်ကလေးတွေကလည်းပုံများလာမယ်တင်းတန်းကြောင်းကလည်းမိုက်တို့တွန်ကြရရိုက်ပြတယ်တွေ့မှာပေါ့နော်အဲ့ဒီကလေးလည်းပါတကယ်မပြည့်စုံတဲ့နေရာပါအဲ့ဆရာတော်လည်းဒီအတွက်အခုတင်းဆရာတော်ဒီတင်းပေးလိုက်တဲ့ ခုတပည့်လေးတွေဆိုတာလေအကုန်လုံးသူတို့ဆရာမတွေဆိုတာလေဆရာတော်တင်ပေးတာဆရာတော်တင်ပေးရင်နေသူတို့ဒီခန်းလေးတော့နိုင်အောင်တင်ဒီခန်းတော့မင်းတောင်းသူတို့နိုင်တဲ့နိုင်တဲ့အပိုင်းနိုင်တာဝန်ယူပြီးတော့တင်ခန်းခဲ့တာပေါ့အခုချိန်တော့ဆရာတော်ကသူတို့မနိုင်တဲ့အပိုင်းတွေအဓိကတော့အပိဓမ္မာအပိုင်းပေါ့အပိဓမ္မာအပိုင်းတွေတခြားဟာတွေကိုဆရာတော်ကြီးရကန်ရတာပေါ့နော်အဲအဲ့ဒီတော့ဒီကလေးလေးအောင်မြင်ဖို့ရဆိုဆရာတော်ကစကားပြောဆောင်ရည်ဆိုရင်လည်းကြောက်ပါဆိုရင်ဒါကလေးတွေရှိဖို့ထပြီးပြောခန်းရတယ်အဲ့ဒီသူတို့ပြောခန်းတဲ့စကားလုံးဘယ်နာမှာနော်ဘယ်နာမှာပြောတာအဆင်မပြေဘူးအဲ့ဒါပြန်ရေး အဲဆရာတွေနဲ့ဆရာတော်နဲ့တိုင်မဲ့ပြီးရေးအရေးပြီးတော့အဲ့လိုတွေဒါကဘယ်လိုပြောရမလဲအဲဒီကျောင်းကဝေယဝစတွေဒီဥပုသ်တွေကလေးတွေကိုအကဲပြခိုင်းတာပေါ့နော်အဲ့လိုတွေခက်ခက်နေနေဒီလှုပ်ခဲတာပေါ့ဒကမကြီးမပြောမရောက်သေးဘူးဒကမကြီးမရောက်သေးဘူးဆရာတော်ကဒီဒီဟိုတယောက်တည်းဣကြပြီတယောက်တည်းရောက်ဟိုနဲ့ပန်းနဲ့ရောက်တယ်လို့မခေါ်သေးဘူးဘာလို့တာနာပြုလုပ်ငန်းအခုမှစပါရှိသေးတယ်ဒကမကြီးမြင်တဲ့အတိုင်းပဲဆရာတော်ဖြစ်သေးချင်တာကဒီရင်ကျစ်လိမ့်မှာသင်တန်းကို ဓမ္မစကုသင်တန်းတွေကိုကလေးတွေထဲထဲဝါဝါမိပါတယ်တကယ်ကိုဆရာတော်တို့ like ခေါ်เสียမှာလို့ပဲနဲ့ဟောပေါ့နော်ဟို like ခေါ်เสียမှာလို့ပဲနဲ့သူတို့အတိသူတို့မိပါတယ်အားလုံးရဲ့ကြောင်းကိုလာပို့ပြီးတော့စီစီကားကဆရာဆရာမတွေနှစ်စင်နှစ်တိုင်းပေါ့နော်တိုက်တိုက်ဝုံဝုံနှစ်စင်နှစ်တိုင်းအောင်မြင်သည်ဖြစ်သည်မအောင်မြင်သည်ဖြစ်သည်ဗုဒ္ဓစာပေတိပြီးတော့ဆိုတဲ့ဘောနဲ့ပုံမှန်ဟိုတန်းချောင်းတက်တယ်လို့ပုံမှန်ကျူရှင်ကိုအလေးထားတယ်လို့မျိုးဆရာတော်ဖြစ်မှအဖြစ်စီခြင်းနဲ့နောက်တစ်ခုကရိဒါဆိုလဲဆရာတော်ကဟိုထဲထဲဝါဝါပေါ့နော်ရိဒါအဆောင် ယောဂီဆောင်နဲ့ဆောင်းလောက်နဲ့ဆွမ်းအကြောင်းဆောင်တဆောင်းလောက်နဲ့ယောဂီတွေထိုင်ရဓမ္မယုံတဆောင်းလောက်နဲ့ယောဂီ150နေရာလောက်ကိုဆက်နဲ့ဟိုနေရာတစ်ခုဖြစ်စေချင်တာပေါ့နော်အဲ့ဒါဆိုတော့သာသနာ့ဆိုလဲဆရာတော်တန်ခါတရားတရားလောက်ရှိတဲ့သာသနာအ ਨੇ ဆုံးတရားလောက်ရှိတဲ့သာနဲ့ဆရာတော်ဒီတပည့်တွေမရောက်လာတွေပေါ့နော်တပည့်တွေနဲ့တွဲပြီးတော့ဒီလုပ်ငန်းမျိုးဖြစ်မာတာဆရာတော်အောင်မြင်တယ်လို့ပြောတာပေါ့နော်ဒါအီဂျာဗျူအောင်မြင်တယ်ဆိုတာလမ်းစာပဲရှိတယ်တကယ်တမ်းကဆရာတော်အောင်မြင်တယ်လို့မပြောနိုင်ဘူးပေါ့နော်အောင်မြင်တယ်ကလေးလေးကတော့ အောင်မြင်သွားတယ်လူတွေသိသွားတဲ့အတွက်ကြောင့်ဘာဖြစ်သွားလဲဒီကလေးကိုအားကြပြီးတော့အဲဗုဒ္ဓစာပေကိုလေ့လာခြင်းစိတ်တွေပေါက်လာတာတော့ဆရာတော်ရဲ့ဒါကြိုးစားအထုတ်မှုအောင်မြင်တယ်လို့ပြောရမှာပေါ့နော်အဲကျန်တဲ့အပိုင်းတော့အောင်မြင်တယ်လို့မပြောနိုင်သေးဘူးပေါ့နော်ပထမဆုံးအဆောင်ပေါ့နော်အဆောင်စပြောမယ်ဆိုဆရာတော်ကဒီယောဂီတရားနာတဲ့အဆောင်ဒီတဆောင်ပဲရှိတာပေါ့ကျန်တဲ့ဟာယာယီဆောင်လေးတွေပေါ့အဲ့တော့ယာယီဆောင်လေးတွေဆိုတော့ဒီတဆောင်ပဲရှိတော့ဒီယောဂီတွေဥပုံတွေတရားနာတဲ့အခါယောဂီတွေတရားစခန်းဝင်တဲ့အခါကလေးတွေစတင်တဲ့နေရာမရှိတော့ အဲ့တော့ဒီသွန်းကြောင်းမတင်တဲ့ခါကျတော့နေတစ်ပိုင်းပဲတင်လို့ရတယ်။နောက်သွန်းလာချိန်ကျတော့ကလေးတွေပြေးရတယ်။မိုးရတော့နေစရာမရှိဘူး။အဲ့တော့ကလေးတွေအတွက်ယောဂီကလေးတွေအတွက်စာတင်ဆောင်ရယ်ယောဂီတွေအတွက်ယောဂီဆောင်ရယ်တရားဟောအဆောင်ဒီ၃ဆောင်လောက်တော့ဒါလိုတာပေါ့နော်။ဒါကတော့လိုတာပြောတာပေါ့နော်။ဟိုနောက်တစ်ခုကကားအတွက်ကတော့ဆရာတို့ကဘယ်လိုပြောမလဲ။ကြိုးဖို့2စီးလောက်ဆိုရင်တော့အဆင်ပြေတာပေါ့။အခုဆိုရင်လူတိရလည်းများလာပြီ။ကလေးတွေကလည်းများလာမယ်။များလာတဲ့ခါဆရာတို့ကဝန်ဆောင်မှုပေးဖို့ရတဲ့ ဟိုကားကဆရာတော်ကမကောင်းတဲ့ခါကျခဏခဏပြက်တယ်အဲ့ဒါလည်းဆရာတော်လာတိုင်းလာတိုင်းပြောပြပါတယ်အဲ့တော့ကားလေးဒီလိုက်ထွက်လို့ကောင်းကောင်းလေးတစ်စီးလောက်ရမယ်ဟိုပံပိုးပေးမဲ့သူရှင်တော့ဆရာတော်ဒါဝမ်းသာတယ်ပေါ့နော်ဝမ်းသာကလေးတွေကျိုးဖို့ဆရာတော်စီးဖို့တော့မဟုတ်ပါဘူးကလေးတွေအတွက်ပါပဲကလေးလုပ်ငန်းဒီတဲ့ကြေကြေပြန့်ပြန့်လုပ်နေနောက်ဆရာတော်တလားဒါဒီကလေးလေပတ်စီကဆန်းဆိုရင်ဟောလောက်ရှိတယ်ဆန်းဆိုရင်တလားဒါတို့ရဲ့နှစ်အိတ်လောက်တော့နှစ်အိတ်သုံးလောက်တော့ရှိမယ်ပေါ့အကုန်မယ်ခင်ဗျာ ကုန်မယ်နောက်တစ်ခုကဘာကုန်နေရဆိုတော့စီကတနေ့ကို၄၅သောင်းကုန်တယ်တနေ့ကို၄၅သောင်းကားစီဖို့တယ်ဒီကကားရိုင်းပါကြီးကအခု2သိန်းခွဲနေစပေးရတယ်ဒါဖောင်စုကြီးတွေပါလေမပါဘူးကားပြက်ကြီးမပါဘူးကားတစ်ခါပြန်တလဆိုရင်15သိန်းလောက်အနည်းဆုံးကုန်တယ်အဲ့ဒါဆရာတော်မှနောက်ခံတခါတခါတော့မရှိဘူးဒါပေမဲ့ဆရာတော်တို့လာစဉ်1သိန်းလောက်ထပ်ပတ်နေတယ်ဟိုဆရာတော်ဟိုတခါတခါမှတွေရှိတာပေါ့နော်အဲ့ဒါလေးကတော့လာစဉ်1သိန်း1သိန်းလောက်တော့ထောက်ပတ်တယ်နောက်ကျတဲ့ဆရာတော်ဥပုံနေတီလာပေးတဲ့ဟာတော့ ဒီဆရာတော်ဟိုရအောင်စားဒီရတဲ့ဆွမ်းသာကွန်းသားလေးအဲ့ဒါလေးရတယ်အကုန်လုံးဒီထက်ထက်တာဆရာတော်ကြားမကြီးအတွက်တောင်မရှိပါဘူးဒါကြားမကြီးအတွက်လည်းမရှိဘူးဆရာတော်မေတော်ကြီးအသက်ကြီးလာပြီအသက်ကြီးလိုက်တော့အသက်ကလည်း90ကျော်တခါမှမထောက်ပံ့နိုင်ဘူးထောက်လည်းမထောက်ပံ့ဘူးအနေမှာအနေမှာပေါ့နော်အဲမထောက်ပံ့တော့90ကျော်နေခုထိဟိုဆရာတော်ဘာမှမပေးဘူးကလေးတွေအတွက်ပဲစိတ်နေထားကလေးတွေအတွက်ဆိုလဲကလေးဆိုတာဟိုပေါ့နော်ကလေးတော့ရတ်ထဲဟိုလိုကလေးမဟုတ်ဒီဗုဒ္ဓစာပေတက်တဲ့ကလေးပဲအဲ့အတွက်ကိုငါဗုဒ္ဓစာပေကိုလှူတာမင်းတို့လှူတာမဟုတ်ဘူး အဒီသူရဆိုရင်အောင်မြင်တဲ့အတွက်ကြောင့်မင်းတို့အတွက်ဟိုပညာရေးအထောက်အပံ့လေးတွေတော့မင်းတို့ရသွားမယ်ငါတော့အဲ့တော့ငါလူတာကဖယားစာပေကိုလူတာအဲ့တော့ရောက်တော့မကြီးခက်ခဲပြောချင်တာဆရာတော့ကိုရွေးကိုတာအတွက်ကဘာတစ်ခုမှမသုံးခဲ့ပါဘူးမိဘတွေအတွက်လည်းမပေးပါဘူးဒီသာသနာပြုလုပ်ငန်းတစ်ခုပဲပေးဆက်ထားပါတယ်အဲ့ဒီကြပြီဆရာတော့လူတဲ့ဟာလေးလည်းပြောပြပါမယ်ဆရာတော်တို့အကြောင်းကအခုတင်ရန်ဆောက်နေတယ်မကြီးတင်ဆောက်နေတဲ့ခါကျဆရာတော်တို့တင်ကနှစ်နှစ်ရှိပြီပေါ့စူပေါင်းလေးဆောက်နေဒီတင်မရှိတော့ဆရာတော်တို့ တိမ်တက်လို့တန်ခါရမ်းခံကြလို့ရှင်တဲရမရဘူးတဲရလည်းမတမောရတယ်ကိုအာကာသတိမ်လို့မှာတော့အဲ့ဒါဣဇာပြူကသူအောင်မြင်လာတဲ့ခါကျတော့အလူငွေတွေသူတဆောင်နဲ့သူလိုက်တဲ့အလူငွေတွေရှိတယ်ပေါ့နော်အဲ့ဒီမှာတခါတည်းထည့်ပြောဆရာတော်ကလည်းသူတဆောင်နဲ့ဆရာတော်နီးပြစုပေါ့နော်ဆရာတော်နီးပြစု350ရာရတာကိုအဲ့350ရာတာကိုဆရာတော်ကဆရာမလေးတွေဆရာလေးတွေဆရာမလေးတွေတင်ပေးတဲ့ဆရာမလေးတွေကိုဆရာတော်ကတယောက်ကို3သိန်းပြန်လှူလိုက်တယ်တင်ပေးတဲ့ဆရာမလေးတွေဆရာတော်ကအကုန်လုံးသူတို့ပညာသင်စေရအောင် သုံးသိန်းပြန်တော့သူတို့တွေကလည်းဆရာတော်တွင်ပန်းပန်းတကယ်ကိုခက်ခက်ခဲခဲလောက်ရတယ်ဆိုတဲ့အတွက်ကြောင့်တိတဲ့အတွက်ကြောင့်တပည့်တို့တပြားမှမယူမယူချင်ပါဘူးဗျာဆိုပြီးတေချာဘယ်လိုလုပ်မလဲတမီးတို့ဒီတိုင်းမလဲအဲ့ဒါသားတို့ဘယ်လိုလုပ်မလဲဆိုတော့အဲသူရင်ထွက်ရပါပြောလဲဆိုတော့ပုံပုံနဲ့ဟိုတပည့်တို့အကုန်လုံးတိုင်ပင်မိသားပေါ့နော်အကုန်လုံးတိုင်ပင်သားဖြစ်တဲ့အတွက်ကြောင့်ဒီတိန်ထဲကိုတိန်ကလေးကိုပြအောင်လုပ်ပြီးတော့ဆိုတော့သူတို့နာမည်နဲ့တိန်ထဲကိုလှူတယ်အဲ့တော့ဣကြဘီကိုလည်းသူတို့ဆရာတော်တုဒ္ဒဆောင်နေဆင်းရဲတရားနဲ့ငွေတွေကိုဆရာတော်တွေကိုပါလာတဲ့ခါကျသူတို့ဆရာမလေးတွေနဲ့အဲသူရင်ထွက်တို့ဆရာသူရင်ထွက်တို့နဲ့ ဆရာတော်ဒီမှာတိုင်မင်းပြီးတော့သူတို့စာချုပ်စာရွက်စာတန်းလေးနဲ့ပေါ့စာစာလေးနဲ့ဒီမှာဘယ်လောက်ပေါ့လဲဘယ်ဟာဘယ်လောက်ပေါ့လဲအကုန်လုံးသူတို့မိသားစုရှေ့မှာပဲဆရာတော်အတ်လိုက်တယ်အတ်လိုက်ပြီးတော့နောက်နေ့မနေ့ကျတော့အဲသူကပြောတယ်ပေါ့ဘုံ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 ဒီတော့ဟိုလူကျင်တယ်ဘာအတွက်လူကျင်တာတော့တိမ်လေးအတွက်လူကျင်တယ်အဲ့ဒါဘယ်လိုလုံးအာဖိုးဖိုးဖွားဖွားဖြီးဖြီးဆိုတော့ပေါ့သူတို့ခေါ်တာပေါ့နော်အဲ့ဒါအတွက်အဲတိမ်30အနောက်ဒီသူတို့ရဲ့ဘွာဟောင်းကဆွေမျိုးတွေအတွက်အကြပြူတွေအတွက်30အဲ့ဒါ360ပေါ့အဲ့ဒါကို တို့ဟောတို့ကလည်းလို့ကြောင်းလည်းတင်းရလည်းမိုးယိုးနေယိုးနေဆိုတော့စလစ်လောင်းထားတာစလစ်ကလည်းစိတ်ကြတော့အဖះကန်းထဲမှာတမိုင်းတို့ဆိုတော့ရိုက်တဲ့ထဲမှာရေတွေယိုးကြလို့အဲ့ဒါကိုမိုးပြီးတယ်မိုးပြီးတော့ဆရာတော်ဖရိန်တို့ပါတော့တခြားပါပေါ့တို့ကတော့ဟွာလောက်ကြသွားတာပေါ့သိန်းသူသူဘိုးကလည်းသိန်းဟွာလောက်ကြသွားတာပေါ့အဲ့80လောက်တော့ကြတယ်ပေါ့နော်အဲ့ဒါအဲ့ဒါလှူလိုက်တယ်နောက်ဆရာတော်တို့ခုံပြူပွဲပေါ့ဆရာတော်ပြန်လုံနိုင်အောင်တခြားကလေးတွေကကြာနေတော့ရေကျေးလေးမှာကလေးတွေရောသူတာဆုံးလဲရိုးရိုးအောင်နေဆရာတော်ဒီမှာစုကြမှာ300လူ300လောက်ရှိတယ် ူပေဝဲကမိုက်တော့ခါတိုင်းနှစ်ကမရောက်ဘူးလို့အဲ့စူးကြဝဲအတွက်ကိုသူကသိန်း30ပြန်လူတယ်နောက်ဆီယာမာလေးတွေအတွက်9သိန်းပေါ့ဆီယာမာလေးတွေကလည်းအဲ့ဒါလည်းမယူသူဆီယာထုတိယဆီယာတော့တသိန်းနဲ့အဲကျန်တဲ့ဟာလေးတွေကိုဆီယာတော့တဝက်လှူပြီးတော့ဒီအနေနဲ့သူတို့တငယ်ချင်းတွေကိုဝယ်ကျွေးလိုက်တယ်သူကမယူဘူး ဟုတ်တယ်သိန်း90ပေါ့နော်အကုန်လုံးမကားပြင်ဖို့ရ9သိန်းလိုတယ်အဲ့ဒါလဲသူတို့သူတို့တရာတရားအလျောက်ဆရာတော်ကဘာမှဟိုလမ်းညွှန်တာလည်းမရှိဘူးလူပေးပါလို့လည်းမပြောဘူးဘာမှလည်းမပြောတာဆရာတော်ကသူတို့အကုန်လုံးကအကုန်လုံးဘဲဆရာတော်ကတပည့်တွေကိုလူပြီးလို့ရှိရင်ဘဲဟာနေနေသူကလည်းဘာပဲလှုပ်လို့ဟိုသူကလည်းဘာပဲစီမံမြန်ဆရာတော်ရဲ့စိတ်ဓာတ်ကအဲ့ဒါဆရာတော်လည်းသူတို့ကိုခုံပြရဂတိဝန်ခံရတာရှိတာကိုအကြပြဘာလို့ခြင်းနေပြောတယ်လက်စွပ်လိုခြင်းနေတဲ့အဲ့တော့လက်စွပ်စုနိုင်အောင်လဲဆရာတော်စုဘူးလေးစုတယ် ဲ့လဲလဲစုကို30သိန်းအနည်းဆုံး30သိန်းနာပေါ့ဆရာတော်နောက်ကျန်တဲ့ចောင်းသားတွေဟာ30ရက်ရောက်ထဲကိုရောက်ခဲ့ရင်ဘုံဘုံဘာဘာလုပ်ပေးမှာတို့ကတော့ဂတိလေးတွေပေါ့နော်ဆရာတော်လဲကြိုးစားခြင်းစီပေါ့အဲ့တော့ကွန်ပျူတာဆုချပေးမှာပေါ့အဲ့တော့ကွန်ပျူတာကတော့ဆရာတော်ဟိုတော့ကိုးလုံးထောင်ဆုချဘူးလေမကိုမရှိဘဲနဲ့ကားအုံနာဘုတ်ပေါင်ပြီးဆုချတာအဲ့အခုလဲကလေးတွေကြွေးရမရှိဘူးလေအဲ့ကားအုံနာဘုတ်ကိုပေါင်တော့သွားပြီးတော့လုပ်တယ်အဲ့ကလေးတွေကြွေးဒီကားအုံနာဘုတ်ဒီလိုက်ထွက်လေးပေါ့အဲ့အဲ့ဒါတွေလုပ်တယ်တကယ်ကိုဆရာတော်ဒီအောင်မြင်တော့ကြမျက်ရည်လဲကြတယ်ပေါ့နော်ဝမ်းတာတဲ့မျက်ရည်လဲကြတယ် ဝမ်းနေလိုက်တယ်ငါဒါတော့အောင်မြင်သွားပြီနောက်ကလေးတွေအောင်မြင်ဖို့အတွက်ငါဘာငါမှဘာမှမရှိဘူးဒီသာသနာပြုလုပ်ငန်းကဘယ်လိုဆက်လုပ်မှလဲအစာအုပ်ကလည်းမပြည့်တော့ဘူးဟိုနောက်တစ်ခုကပန်းနေတင်လေပတ်ဖို့ရလည်းမရှိဘူးညလည်းမအိပ်အောင်ညလည်းမအိပ်နိုင်ဘူးပေါ့နော်ဒါဆရာတော်မှန်မှန်ကန်ကန်ပြောတာပါတယ်မကြီးတော့လာလည်းကြည့်ပါဘာမှလည်းမရှိဘူးဆရာတော်မှဘန်းအကောင်လည်းမရှိဘူးကေပီလည်းမရှိဘူးဝေပီလည်းမရှိဘူးဘာမှမရှိဘူးဆယ်သိန်းပြောင်းတော့မရှိဘူးဆရာတော်အဲ့တော့အဲ့ဒါလေးကိုစုနေတယ်စုနေတော့သူတို့တော်တန်းဝင်တဲ့လူတွေကိုတော့ဒီဆရာတော်ကြောင်းတော်တန်းဝင်တဲ့လူတွေတော့ကွန်ပျူတာ အော်အတိတ်လက်ဖြစ်ဖြစ်မစကန်လက်ဖြစ်ဖြစ်မအနည်းဆုံးတော့9သိန်းတန်တော့ဖြောက်အောင်တော့လုတ်ပေးမယ်လို့ဒါမျိုးပွဲကြီးကျင်းပတာမကျင်းပတာတော့ဆရာတော်နဲ့မဆိုင်ဘူးသူတို့စုလေးတော့ဖြောက်အောင်လုတ်ပေးမယ်လို့ဆရာတော်ရွေးရွေးပြီးတော့စုနေပါတယ်အဲ့ဒါလေးလေအာကျေးဇူးတော့အလွန်တင်တာပေါ့ဒီမကြီးရဲ့ဘာလို့တော့ဆိုတာကိုမလုတ်ပေးနိုင်တာသူတို့လုတ်ပေးနိုင်တယ်နော်အမျိုးနယ်လူကြီးတွေမျိုးနယ်တန်ခါနာကဆရာတော်တွေအကုန်လုံးအလှရှင်လူမာတွေကဒီလိုဗုဒ္ဓစာပေကိုလေ့လာပြီးတော့အောင်မြင်တာကို ဂုံပြီးတဲ့အတွက်ဆရာတော်အတိုင်းမသိဝမ်းသာတာပေါ့နော်ဘာလို့ဗုဒ္ဓစာပေလေ့လာတဲ့အတွက်ရတဲ့အကျိုးကျေးဇူးကချက်ချင်းလက်ငယ်ဟိုတရားကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်တရားပြန်စောင့်ရှောက်တယ်ဆိုတဲ့အကျိုးကိုရတဲ့အတွက်အလုံးမနာမဝမ်းသာတာပေါ့ဆရာတော်တော့အဲ့လောက်ဂုံပြီးပွဲလို့အဲ့လောက်ကြီးကြီးမားမားမလုပ်နိုင်ဘူးလုပ်ဖို့လုပ်ဖို့လည်းမလွယ်ဘူးအဲ့တော့အဲ့လောက်မနာဆရာတော်ဘုရားမှာဒါအလုံးမတန်မကိုတပည့်လေးကိုဒီလိုဝိုင်းဝန်းဂုံပြီးတဲ့အတွက်လေးစားပါတယ်လို့ကြီးနေကြီးညိုရပါတယ်အိဇာကတော့ဘုရားမှာမကမောဂုပ္ပတနာပရိယတ်တိစာတင်တိုက်အင်ဂျီ300ခြုံစုအပိုင်းအေချမ်းသာယာရက်ွက် အမှတ်86ခိုင်ဟောင်းလိုင်သာယာမြို့နယ်ဖြစ်ပါတယ်ဖုန်းနံပါတ်က39ကို6လုံး6ခွန်6 39ကို6ခွန်6လုံး6ခွန်6ခွန်နောက်40 40ကိုကိုခွန်ငါငါ